လူသားဆိုရင်ချယ်ဆီလှုပ်ချင်တာကိုသူလှုပ်လို့ရတယ်ဆိုတာကျွန်တော်တို့သိခဲ့ပြီးပြီလူမဆုံးဘူးတိုက်စစ်မှာအားထားတဲ့သူမပါဘူးဆိုရင်တော့ချယ်ဆီကအသက်မရှိတဲ့အသင်းဖြစ်ကျွန်တော်မြင်ခဲ့ရပါတယ် Brighton ရဲ့ခံစစ်ကတော့အရင်တော့မကောင်းဘူးတက်စစ်မှာတော့ခွင့်ရေးတွေကရတယ်တက်စစ်ကစားပုံတွေကအဆင်ပြေဆိုပေမဲ့ခံစစ်ကပဲဒီအသင်းကိုပြန်ပြီးဆွဲချနေတဲ့ပုံစံမျိုးလေးတွေတော့ကျွန်တော်မြင်ရတယ်ဗောနော် အားသာဝနာခြင်းပြည့်တယ်များလို့မြင်တာပါ The Premier Sport ကတည်းပြည့်လဲကျေစွလိုက်ပါတယ်ဒီခါမှာတော့စနေနေ့ညရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီ Chelsea တင်းနဲ့ Brighton တို့ရဲ့ပွဲစဉ်ကိုဆွေးနွေးသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျာမင်္ဂလာပါကျွန်တော်ရေမင်္ဂလာပါညီလေးကျွန်တော်တို့ပြပသွားမယ့်ပွဲစဉ်ကတော့စနေနေ့ည၈နိုင်ခွဲမှာရှင်းပြန်ကစားသွားမယ့် Chelsea တင်းနဲ့ Brighton တို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဟုတ်ကဲ့အမှားဆုံးနေ Chelsea ဘက်ကနေကိုယ့်ရဲ့အမြင်လေးနဲ့စလိုက်ချင်ပါတယ် Man United တွေ့တဲ့ပွဲပေါ့နော် အဲ့ဒီပွဲကတော့မမေ့နိုင်စရာကောင်းပါတယ်ဟုတ်ပါရဲ့ဗျာဆန်ချက်စ်ထုတ်ခံရတယ်အလဲပြောင်းနေအများကြီးဖြစ်တယ်မာရက်စကာရဲ့စိတ်လုံးမှုတွေကျွန်တော်တို့တွေ့ရတယ်ထပ်ပြီးမြင်ရတာပေါ့နော်မာရက်စကာမန်ယူနဲ့ပွဲမတိုင်ခင်မှာတည်းကသူချန်ပီယံလိဘိုင်ယန်နဲ့ကစားဖို့ဆိုပြီးတော့သူပြင်ဆင်ပြောင်းလဲတာတွေအားလုံးကပြည်သက်ကိုအံ့အားသင့်စေတယ်ဒါလည်းကျွန်တော်တို့ပြည်သက်တွေကိုဆွေးနွေးခဲ့ပြီးပါပြီမန်ယူနဲ့ပွဲကိုကျွန်တော်တို့ပြန်ပြီးအောက်ယူပြုမယ်ဆိုလို့ရှိရင်လူစားလဲတဲ့အပိုင်းတွေမှာစိတ်လောတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒီလိုမျိုးလူစားလဲတာတွေစိတ်လောခဲ့တာတွေကြောင့်လေတစ်ဖက်ကမန်ယူ ဒါကက်စမဲရိုအထုတ်ခံလိုက်ရပြီးတဲ့အချိန်မှာ၁၀ရောက်၁၀ရောက်ဖြစ်သွားတဲ့အချိန်မှာ Chelsea မှာ attacking မရှိတော့ဘူးဝစ်သွားခဲ့တယ်။တကိုးပြန်ရတယ်ဆိုတာကလည်းဒါနောက်တန်းကချာလိုဘက်ရဲ့ထုံးစံအတိုင်းပဲခေါင်းတိုက်လို့ခြေပါကူးပြန်ရသွားခဲ့တာ။ဒါမဲ့မနိုင်ခဲ့ပါဘူးရှုံးပါတယ်။အသင်းလိုက်စုဖွဲ့မှုကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လူသာဆိုရင် Chelsea လှုပ်ချင်တာကိုသူလှုပ်လို့ရတယ်ဆိုတာကျွန်တော်တို့သိခဲ့ပြီးပြီ။လူမဆုံးဘူးတိုက်စစ်မှာအားထားရတဲ့သူမပါဘူးဆိုရင်တော့ Chelsea ကအသက်မရှိတဲ့အသင်းအဖြစ်ကျွန်တော်တို့မြင်ခဲ့ရပါတယ်။အဲဂျားမာကစားသွားတဲ့ဒါကျွန်တော်တို့ကာရာဘောင်းကတော့အထူးပြုပြောစရာမလိုဘူး။ဒါဘာလို့လဲဆိုတော့သူတို့နဲ့ ဘတ်မကြီးတဲ့အသင်းနဲ့တွေ့လို့နိုင်ခဲ့တယ်လို့ပဲကျွန်တော်ပြောချင်တယ်အခု Sanchez ကလည်းပွဲပယ်ခံရနေပြန်လွတ်လာခဲ့ပြီဆိုတော့ဘာဖြစ်ဖြစ်အခုကျွန်တော်တို့တွေ့မဲ့ Brighton နဲ့ပွဲကတော့အရင်ပြီးခဲ့တဲ့နှစ်တွေကတွေ့ခဲ့တဲ့အတိုင်းပဲ Chelsea ရဲ့အတက်ကင်သွားတဲ့ပုံစံတွေကျွန်တော်ပြန်မြင်ရမယ်နောက်တစ်ခုကတိုက်စစ်မှာဥဆောင်နေတဲ့ Pedro အသင်းဟောင်းနဲ့ပြန်တွေ့တဲ့အချိန်မှာဘာလုပ်ပြမလဲဆိုတဲ့အပိုင်းကတော့ကျွန်တော်တို့အတွက် Chelsea မှာအထူးပြုကြည့်ရမယ်လို့ထင်ပါတယ်ခင်ဗျာ Chelsea ကတော့ကျွန်တော်အမြင်အရဒီပြန်လာမှတော့ရလိမ့်မယ်ပေါ့နော်ဒီဂျာရဲ့မှာကစားဝါတဲ့ Carabao ပွဲမှာနိုင်သွားတယ်ဆိုပေမဲ့လည်းဒါပိတ်တဲ့ဘက်ကကြည့်နော်ပြေသွားတော့ကျင်းနေမှုတော့မရှိခဲ့ဘူးဟုတ်ကဲ့ပါတရှိအခြေအနေရကြည့်မယ်ဆိုလည်းဒီ Brighton ရဲ့ကစားပုံရ Chelsea ဘက်မှာအခွင့်အရေးတော့ရှိတယ်ဗျဟုတ်ကဲ့ Brighton ကတော့ဒီကစားပုံတည်တဲ့အခါမျိုးမှာပေါ့နော်ဒီဘောလုံးကင်လာတဲ့အခြေအနေမျိုးမှာ Brambara ဖြစ်တဲ့ပုံစံမျိုးလေးတွေကိုကျွန်တော်မြင်ရတယ်ဟုတ်ကဲ့ Chelsea ဘက်ကတော့ဒီ high pressing ပေါ့နော်လိုက်ပြီးတော့ကစားမယ်ဆိုရင်ဒီ Neto တို့ Istanbul တို့ Enzo Fernandez တို့ပေါ့နော်ဒီကစားမှားတွေလိုက်ပြီးကစားမယ်နောက်မှလည်းဒီ ကိုကဆဲတို့နဲ့ရစီဂျင်းတို့ထောက်ထားပေးမယ်ဆိုရင်ပေါ့နော်ဒီလိုဆိုရင်တော့ချဲစီဘက်ကနေပြီးခွင့်ရရောပြန်ရလာမယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဟုတ်ကဲ့ဒါပေမဲ့အဲ့လိုမျိုး high branding ကစားတဲ့အခါမှာနောက်တန်းနေရာတွေလိုက်ပြီးတော့မြင့်ရတယ်ပေါ့နော် high line လိုက်ပြီးတင်မယ်ဆိုရင်တော့ဒီ branding ရဲ့ဒီ transition တွေကန်တင်ပြေးတွေပြေးထွက်တဲ့ကစားမှာပေါ့နော်ဒီမီတိုမာတို့မင်တက်တို့ကတော်လေးကိုကောင်းနေပြန်ဒါကိုတော့ချဲစီအသင်းအနေနဲ့သတိထားဖို့လိုမယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒီ brighton ဘက်ကိုပြန်ပြီးကြည့်မယ်ဆိုလဲ brighton ရဲ့ခံစစ်ပိုင်းကဒီအာဒီမာကိုတော်တော်လေးကိုးပေးရလိုတဲ့အထဲမှာတော့ပါတယ် ီဖြတ်တင်ဘောတွေတားဆီးတဲ့အပိုင်းမှာလည်းအားနည်းချက်တွေကိုကျွန်တော်မြင်ခဲ့ရတယ်ဗောနော်ဒါတော့စပါနဲ့ပွဲမှာဆိုဒီချက်ကိုဒီစားတွေကိုကျွန်တော်မြင်ခဲ့ရတယ်ဒီပွဲစဉ်မှာဒီ Chelsea ဘက်ကိုကြည့်မယ်ဆိုရင်တော့ပါမာကတော့ပါလာမလားမသိကြသေးဘူးဗောနော်ဒီလိုချိန်တွေမျိုးမှာဆိုရင်တော့ Anzo Fernandez ကတော့အိနီယာကိုဝင်ပြီးကစားဖို့ရှိရယ်နောက်မှာဆိုရင်တော့ Kaiserdo နဲ့ Rusi Jane ကိုဖြစ်လိမ့်မယ်ဗောနော်ဒီဘက်တော့ဖြစ်သွားလိမ့်မယ်ညာတော်ဘက်မှာဆိုရင်တော့ Gusto ရှိမယ်ဗောနော်ဒီအချိန်မှာကျွန်တော်ပြောချင်တာကနောက်ခံလူနေရာမှာဗောနော် အဲဖူပါနာတဲ့ဆိုင်ရင်တော့ကျွန်တော်က6လောက်ဘက်ကိုတော့ပို့ပြီးတော့သဘောကျတယ်ဗောနော်ရိုက်တန်ရဲ့လက်ရှိအနေထားရလဲချက်စီရဲ့ဒီပွဲစဉ်မှာအခွင့်အရေးပို့ပြီးတော့ရနိုင်တယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်ဗျဆက်လက်ပြီးဘရိုက်တန်ပတ်လီကိုတွားကြင်ပါတယ်ပြပါလေးပါဟုတ်ကဲ့ပါဘရိုက်တန်ကတော့ပြင်ဆင်ပုံကတော့ရှင်းတယ်တောင်ပတ်နှစ်ဖက်အားကိုးမယ်ပြီးရင်ကောင်တာတွေချောင်းမယ်ဒါကတော့ဘရိုက်တန်ရဲ့တက်နစ်တွေကအကောင်းဆုံးတစ်ခုပေါ့နော်ဂျာမန်ဆိုလို့ရှိရင်လည်းပဲဒါဘန်စလီနဲ့ကစားသွားတဲ့ပွဲမှာလုံးဝအယံနေပြီးပဲသူတို့ထည့်သုံးသွားတယ် ဒီဟာကိုကြီးကြီးအပြင် Chelsea နဲ့ပွဲကိုသူတို့တက်ကတ်ထားပြီးတော့အမှတ်ရအောင်ယူမယ်ဆိုတဲ့ပုံစံကိုရည်ရွယ်တယ်ဆိုတာသိတာတယ်ပေါ့နော်နောက်တစ်ချက်ကဘာရှိလဲဆိုတော့မီတိုမာရဲ့ဘောလုံးအလှုပ်ဒါကတော့သူ့ပဲအချမ်းနောက်ပြီးတော့ Mintesh ရဲ့ကောင်တာသွားတဲ့တပေါက်ဒီဟာကို Chelsea နောက်တန်း cover လုပ်ဖို့ဆိုတာတိတ်တော့မလွယ်ဘူးဒါပေမဲ့ Brighton ရဲ့ကစားအားကိုသိနေတဲ့သူတွေ Chelsea မှာရှိတယ်။ဥမာ Kaiseiro ရှိမယ်။နောက်ရှေ့မှာဆိုလို့ရှိရင်ကျွန်တော်ခုနပြောခဲ့တဲ့ Petro ရှိမယ်။ဒီလူတွေရဲ့ညှင်းအားနောက်ပြီးတော့သူတို့ရဲ့ ဒါကစားသမားအချင်းချင်းတိနေတဲ့အမြင်တွေပေါ့နော်ဒီလိုပုံစံအနေနဲ့ကစားမယ်ဆိုရင် Chelsea အတွက်ကတော့ဒါသူလိုချင်တဲ့ပုံစံကောင်းတစ်ခုကို Maresca အတွက်ယူပြပေးနိုင်မယ်လို့တော့ကျွန်တော်မျှော်လင့်တယ် Brighton ဘက်ကိုထပ်ပြောဟေးဆိုလို့ရှိရင်တော့လက်ရှိကွင်းလယ်မှာရှိနေတဲ့ Baliba ဆိုလည်းအနည်းငယ်ပြန်ကြတယ်ဟုတ်ပါရဲ့ဒါလေးတစ်ချက်ကလည်းပြောစရာရှိတယ် Baliba ကြာရင်ကွင်းလယ်ရဲ့ဟိုတစ်ဖက်ကလာတဲ့တိုက်စစ်ကိုထိန်းတဲ့အခါမှာပျော့တယ်ဆိုတဲ့အပိုင်းကိုကျွန်တော်တို့တွေ့ရတယ်။ဒီဟာကိုဘာမှသွားတွေ့လဲဆိုတော့ Spurs နဲ့တွေ့တဲ့ပွဲမှာကျွန်တော်တို့သွားတွေ့တယ်။ Spurs ကိုသူတို့အဟက်ဂိုးတွေတွင်းတယ်။ဒါပေမဲ့ Spurs ဘက်ကနေပြီးတော့ ဒါ Richard Leeson တယောက်တည်းပဲဘောလုံးတယ်လာလိုက်ကန်လိုက်ဘေးထွက်သွားလိုက်ကိုသမပုတ်ထုတ်လိုက်နဲ့ဒီဟာဒီ present ကိုတော့သူတို့မထိန်းနိုင်တဲ့အပိုင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒါညီလေးပြောသလိုပဲနောက်တန်းမှာရှိနေတဲ့ Dan တို့ Hacky တို့ဆိုတာအသက်အရွယ်တခုတော့ရလာပြီ speed သမားတွေကိုမထိန်းနိုင်ဘူးဆိုတာတော့ကျွန်တော်တို့သွားတွေ့နေရတယ်တစ်ချက်ပဲဒါ Brighton ဒီဘလိုကစားမလဲဆိုတဲ့အပိုင်းကိုပဲကျွန်တော်တို့စဉ်းစားရမှာအရင်တွေးဆောင်ခဲ့တဲ့ပွဲတွေအတိုင်းကစားမယ်ပွဲစားတာနဲ့ဒါကစားသမားတွေရှေ့ကိုလောင်းဘောတွေတင်မယ်ဖြတ်တင်ဘောတွေနဲ့ခေါင်းတိုက်ဖို့ကြိုးစားမယ်ဒီလိုပုံစံဆိုရင်တော့ အလုတ်ဖြစ်နိုင်ခြေရှိတယ်ဒါပေမဲ့အဲ့ဒီကြားထဲမှာမှတခုထပ်ပြောစရာရှိတာကအခုလူသစ်တွေဖြစ်တယ်ဒါဂရူဒါတို့နော်နောက်ပြီးတော့ရတာတို့ဆိုတာကလည်းအသင်းနဲ့အန်ဝင်အောင်စူးစမ်းနေနေအခွင့်အရေးစောင့်နေကြတဲ့သူတွေဒီနှစ်ယောက်တာအလုတ်မဖြစ်ဘူးဆိုရင်တော့တောင်ပန်သမားတွေပွဲချိန်ကြီးချယ်ဆီနောက်တန်းကိုထိုးဖောက်ဖို့ဆိုတာတော့ခတ်သွားနိုင်မယ်အလားအလာလေးစပြီးမြင်နေရတယ်ပေါ့နော်ဟုတ်ပါရဲ့ဟုတ်ကဲ့ဒီ Brighton တို့ဒီ Newcastle တို့ဘုံမောက်တို့ Palace တို့ပေါ့နော်ဟုတ်ကဲ့ပါအတင်းကြီးတွေကအတင်းကြီးတွေကိုခတ်အောင်လုပ်တတ်တဲ့အတင်းထဲမှာပါတယ်ဟုတ်ကဲ့အတင်းကြီးတွေစီကနေဘယ်လိုအမှတ်ရအောင်ယူအောင်လဲသိရလို့ကျွန်တော်ကတော့မြင်နေပေါ့နော် Brighton ကနေပြီးတော့ဒီပွဲစဉ်မှာဒီတောင်ပံတွေကိုဂျောင်းပိတ်ကစားပြီးတော့ဗောနအလဲကိုပေါ်လုံးမထွက်လာအောင်တားနိုင်မယ်ဆိုရင်တော့ဒါ Brighton ဘက်ကအခွင့်အရေးတော့ရှိရဲ Chelsea အနေနဲ့ဒါကတော့ခက်ခဲသွားနိုင်တဲ့ခြေနေမျိုးလို့ကျွန်တော်ကတော့မြင်တယ်ဗောနအကယ်၍များအဲ့လိုတားတဲ့နေရာကနေပဲပေါ်လုံးထွက်သွားပြီဆိုရင်တော့လေဒါကသူတို့တက်တော့အဆင်မပြေတော့ဘူးဗောနပေါ်လုံးပြန်ပြီးပြက်ပြီးဆိုတာနဲ့ဒီသူတို့ရဲ့နေရာယူပုံကကျတော့အရင်ကူးပူးအကက်နေရာကြောင့်မလို့1 2ရရတာလေအရင်ကမြန်ဆန်တယ်ပြီးသွားတဲ့အခါမှာအဲ့လိုမျိုးပေါ်လုံးပြက်နေတဲ့အချိန်မှာပဲရှေ့က ဘရန်နန်တိုက်စစ်မိုးတွေကပြည့်ထွက်ဖို့ချောင်းနေပြီအဲ့လိုမျိုးကန်တင်ပြည့်လို့ဖို့စီစဉ်နေတဲ့အချိန်တွေမျိုးတွေကတော့အလဲမှာပေါ့နော်ချက်စီဘက်ကတာအလဲမှာဒီလိုမျိုးဟန်တားပေးမဲ့စတိုးဒေါင်းပုံစံမျိုးလေးတာမရှိဘူးဆိုရင်တော့ဒါ Brighton လောက်ချင်တဲ့လို့လို့ရသွားတဲ့ပုံစံမျိုးကိုကျွန်တော်ကမြင်တယ်ပေါ့နော် Man City နဲ့ပွဲမှာဆိုလည်း Man City ဘက်ကဒီမျိုး high pressing ပေါ့နော်လိုက်ပြီးကစားတဲ့ခါမှာဒါကို Brighton ဘက်ကကောက်ကောက်ကြီးတုံးချောက်ရတဲ့ပုံစံမျိုးကျွန်တော်မြင်ခဲ့ရတော့ဒီပွဲစဉ်မှာလည်းဒီလိုမျိုးပုံစံမျိုးပဲ Brighton ကချင်းကက်လာမယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော် ရိုက်တန်ရဲ့ခံစစ်ကတော့အရန်တော့မကောင်းဘူးတက်စစ်မှာတော့ခွင့်ရေးတွေကရတယ်တက်စစ်ကစားပုံတွေကအဆင်ပြေဆိုပေမဲ့ခံစစ်ကပဲဒီအသင်းကိုပြန်ပြီးဆွဲချနေတဲ့ပုံစံမျိုးလေးတွေတော့ကျွန်တော်မြင်ရတယ်ပေါ့နော်ပြီးခဲ့တဲ့ယာတီမှာလည်းဘရိုက်တန်ကချဲစီကိုဒီ FA မှာလည်းနိုင်တယ်ပြင်းရလေးမှလည်းနိုင်သားတယ်ပေါ့နော်ဟုတ်ကဲ့ဒါပေမဲ့ဒီ Chelsea ရဲ့အိမ်ခွေးမှာတော့အနိုင်မရနိုင်မရခဲ့ဘူးเนาะဒီပွဲစဉ်မှာလည်းကျွန်တော်က Brighton ရဲ့လက်ရှိအခြေအနေရဆိုရင်တော့ Brighton ရုံးရတော့ကျွန်တော်မြင်ရနိုင်မယ်ဒါပေမဲ့ဒီအနိုင်သုံးမှတ်နဲ့အိမ်ပြန်ဖို့ကတော့ထင်သလောက်မလွယ်ဘူးလို့တော့ကျွန်တော်ပြောချင်ပါသေးတယ် ဟုတ်ပါတယ်ကျွန်တော်ဒီပွဲရဲ့အနေအထားလေးပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါ Chelsea ဆိုလို့ရှိရင်အသက်30အထက်ကစားသမားတွေမပါဘဲနဲ့ကစားနေတာဒါကျွန်တော်ပြီးခဲ့တဲ့ရာသီဝက်လောက်ကနေအခုချိန်ထိမြင်နေရတယ်လောက်အားနှုံးပေါ့နော်ဒါလေးတစ်ချက်ကလည်းဒီလိုမြန်နှုံးမြန်တဲ့ပွဲတွေမှာဆိုမဖြစ်မနေကျွန်တော်ကြည့်ရမယ်နောက်တစ်ချက်ကဘာလဲဆိုတော့ Brighton အတွက်ကျွန်တော်အကြည့်ချင်ဆုံးကသူတို့ပွဲတွေမှာဒါဥဆောင်ကိုတွဲနေပေါ့နော်ဥဆောင်ကိုတွဲပြီးွားလို့ရှိရင်သူတို့အตาရဖို့အတွက်စူးစမ်းရင်းနဲ့တေးကြတာတော့လကောင်းရှုံးတာတော့လကောင်းအဲ့ဒီလိုမျိုးတွေဖြစ်ခဲ့တာလေဒါကျွန်တော်နောက်ဆုံးပွဲတွေမှာမြင်သားရဲ့ဆိုတော့ဒီတစ်ခါ Chelsea နဲ့အတွေ့မှာ ဒါညီလေးပြောသလိုအရင်တွေးဆမှုတွေအပေါ်ကအတိုင်းအတားရောက်ယူနိုင်မလားဆိုတဲ့အချက်ကလည်းဒါတို့ခန်းစစ်ရောတိုက်စစ်ရောနီးပြရဲ့အရေးသွေးပိုင်းရောချဲဆင်းနဲ့တွားပြီးတော့ဒါထိတ်တိုက်တွေးနေတဲ့ပုတ်တိုက်မှုကတော့စောင့်ကြည့်ကြင်စရာကောင်းတယ်ဗျ။ဒါဆိုကျွန်တော်တို့ဒီကိုရလေးခမန်းနဲ့ပတ်လေးကိုတွားကြည့်ပါမယ်။ခမန်းပြပါဦးဗျ။အော်ခမန်းရမယ်ဆိုလို့ရှိရင်တော့ဒီပွဲကတော့ကျွန်ထင်ပါတယ် Brighton ဘလောက်ပဲအခက်တွေ့အောင်လုပ်လို့ဒါ Chelsea လက်စားချေရမယ်အချိန်ရောက်နေတယ်။နောက်ပြီးတော့ရက်တိမှုအတွက်မနိုင်ရင်လည်းမဖြစ်တဲ့အနေအထားမျိုးဖြစ်နေရဲဆိုတော့ဒါပြိဿတ်တွေအတွက် ဒါကျွန်တော်ကတော့ Chelsea နိုင်မယ်ဂိုးပေးရမှာလားမပေးရဘူးလားဆိုတဲ့အချက်တော့ကျွန်တော်စောင့်ကြည့်ခြင်းနဲ့ကျွန်တော်အကြိုက်ပြောဟေးဆိုလို့ရှိရင်တော့ဒါ Chelsea နိုင်ရင်တော့2-1လောက်နဲ့နိုင်မယ်ပေါ့နော်လက်ရှိခံစစ်တန်းကလည်းဒါညီလေးပြောသွားတဲ့အဲထဲမှာလည်းပါသလိုရှင်းပွဲနှစ်ပွဲမှာလည်းသူတို့ဂိုးတွေပေးထားရတဲ့ဟာကရှိထားတယ်ဆိုတော့ဒီပြဿနာကိုရှင်းဖို့အတွက်ကတော့ကျွန်တော်တိတ်တော့ခံစစ်ပိုင်းကိုတော့စိတ်မချဘူးတိုက်စစ်ကတော့ okay တယ်အလုံးစုံသွားနိုင်တဲ့ set piece တွေပဲလာလာ penalty ပဲတွင်းတွင်း ကျွန်တော်တို့ Chelsea ကြိုက်တယ်2-1လောက်နဲ့နိုင်မယ်ပေါ့ဒါအနိုင်ပေါ့နော်အဲကျွန်တော်ကလည်းဒီပွဲစဉ်မှာ Chelsea ကိုပို့ပြီးတော့သဘောကျတယ်ပေါ့နော်ဟုတ်ကဲ့ပါဒီ goal ရလက်နေနဲ့ကတော့ Chelsea အတင်းက Brighton နဲ့ကိုပေါ့နော်2ဂိုးဂိုးမရှိဆိုတော့ရလက်နေနိုင်ရရှိပါမယ်ကျွန်တော်ကတော့ခံမှန်းရတယ် Brighton ကတော့တိုက်စစ်ကောင်းတာမှတ်ပေးမယ်ဒီပွဲစဉ်မှာတော့ Chelsea အတင်းနေတယ်ပေါ့နော်ဒီခန်းစစ်ပိုင်းပို့ပြီးကြစ်ကြစ်လစ်လစ်နဲ့ကစားလာမယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်ဗျဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျွန်တော်တို့ပြပြသွားတဲ့ပွဲစဉ်ကတော့ဒီ Chelsea နဲ့ Brighton တို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ကျွန်တော်တို့နှစ်ယောက်လုံးကတော့ Chelsea အတင်းအနိုင်ရမယ်လို့ခံမှန်းရပါတယ်ဘယ်လိုလေးဆက်ပြစ်သွားမလဲဆိုတာကိုလည်းစောင့်ကြည့်သွားမှာပဲဖြစ်ပါတယ် စောနေ့ကြည့်ကြည့်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်။နောက်လာမယ့် The Premier Sport ရဲ့အားသာစီစဉ်တွေမှာပရိသတ်တွေနဲ့ပြန်လည်ဆုံတွေ့ချင်ပါသေးတယ်။